ပလတ်စတစ်ကောက်သမားပေါ်မှာနာမည်ကျော်ဘလုံးသမားဖြစ်လာတဲ့အန်ကိုလိုကန်ဒီလက်ရှိချက်စီးတဲမှာကွင်းလေလူဖြစ်ကစားနေတယ်။အန်ကိုလိုကန်ဒီဟာနေစဉ်ကအလွန်ဆင်းရဲတဲ့မိသားစုကနေငွေဖွာလာခဲ့တာဖြစ်ပါလေ။သူ့အသက်၁၇နှစ်အရွယ်မှာဖခင်ဖြစ်သူကွဲလွန်ခဲ့တာကြောင့်မိသားစုဆောက်ဝတ်နေရေးအတွက်စွန့်ပစ်အမိုက်ပုံတွေမှာပလတ်စတစ်ကောက်ရတဲ့ဘဝကိုငင်းငင်းရွရွနဲ့ရောက်သွားခဲ့တာဖြစ်ပါလေ။အခုဗီဒီယိုလေးမှာတော့ပလတ်စတစ်ကောက်တဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကနေ Chelsea အသင်းရဲ့အားထားရတဲ့ Queen Lelu နာမည်ကြီးဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ရတယ်။ Kanti ရဲ့ဘဝပြတ်တမ်းမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တရက်9ပြီ6လက်မှသာရှိတဲ့ Chelsea Queen Lelu ကစားသမား Kanti ကိုဘောလုံးဝါသနာရှင်တိုင်းကောင်းကောင်းသိကြပါတယ်။ Kanti ဟာကမ္ဘာအကောင်ဆုံး Queen Lelu ကစားသမားတွေကတစ်ယောက်ဖြစ်ပြီး Chelsea ပြည်သက်တွေကသူ့ကိုချစ်စနိုးနဲ့ကြွက်ကလေးလို့ခေါ်ကြပါတယ်။ အန်ဂိုလိုကန်ဒီကို1992ခုနှစ်မတ်လ29ရက်မှာပြင်သစ်နိုင်ငံမှာဝေဖော်ခဲ့ပါတယ်။ကန်ဒီရဲ့မိဘတွေကအနောက်အာဖရိကနိုင်ငံမှာမာလီလူမျိုးတွေဖြစ်ကြပြီး1980ခုနှစ်မှာပြင်သစ်နိုင်ငံကိုရွှေ့ပြောင်းလာခဲ့ကြတာဖြစ်ပါတယ်။ကန်ဒီဟာမွေးချင်းလေးယောက်အနက်အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ကန်ဒီရဲ့ဖခင်ဟာသူ17နှစ်သားအရွယ်မှာဆုံးပါသွားခဲ့တာဖြစ်ပါတယ်။မိခင်ကလည်းတာမန်တန်ဆင်းရေးဝန်ထမ်းတဦးသာဖြစ်တာကြောင့် ဝင်ဝင်နေတဲ့သူတို့မိသားစုတွေဟာစောက်အုပ်နေရေးအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်မို့ကန်တီအားအကိုကြီးအဖရာဆိုသလိုငငယ်ရွယ်ရွယ်နဲ့မိသားစုရဲ့တောင်းကို ပခုံးထမ်းဖို့အလုပ်ထွက်လုပ်ခဲ့ရပါတယ်။ဘာအရင်နည်းကြီးမှမရှိတဲ့လက်မဲ့ဘဝမှာပြန်ရောင်းစားလို့ရနိုင်မယ့်ပစ္စည်းတွေကိုစွန့်ပစ်အမိုက်ပုံတွေကနေလိုက်ကောက်တယ်ပလတ်စတစ်ကောက်သမားလုပ်ခဲ့ပါတယ်။ကန်တီဟာ ပဲရစ်မြို့ရဲ့အရှိတ်ချမ်းမှာရှိတဲ့စင်ချေဖုံးရက်ွက်တီတွေကအမိုက်ပုံတွေနဲ့မှာကျင်လေရင်မိသားစုရဲ့ဝင်ဝင်ကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ပလတ်စတစ်ကောက်သမားဘဝနဲ့ကျင်လေဖြတ်တန်းရင်လူဘဝမှာအသက်ရှင်ရပ်တည်ဖို့အတွက်ခက်ခက်ခဲခဲပင်ပင်ပန်းပန်းအလုပ်လုပ်ရတာပါလားဆိုတာကိုကန်တီကောင်းကောင်းကြီး ပေါ်ပေါက်လာခဲ့ပါလေ။ကန်တီဟာငငယ်ကလေးကဘောလုံးကစားနည်းကိုယူသွက်ခဲ့ပြီးဘဝပေးအခြေအနေအရအမိုက်ပုံတွေမှာ ပလတ်စတစ်လိုက်ကောက်နေရပေမဲ့တချိန်ကျရင်နမကြီးဘောလုံးသမားဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်အိမ်မက်ကသူ့စီမှာအခိုင်အမာရှိထားပါတယ်။ကန်ဒီအသက်ရှင်နှစ်1998ခုနှစ်မှာပြင်သစ်နိုင်ငံကကမ္ဘာဖလားကိုအင်းရှင်နိုင်ငံဖြစ်ကျင်းပခွင့်ရခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲပြင်သစ်ကကမ္ဘာဖလားစုကိုရရှိခဲ့ပါတယ်။ပြင်သစ်တင်းတွေကအာဖရိကနယ်ပေါင်းကစားသမားတွေဖြစ်တဲ့တီရီရီဟင်နရီပက်ထရစ်ဗီယေရာ လီလီယန်ဒူရန်နီကိုလတ်အနယ်ကာရူဟာသူ့ရဲ့အတော်ဒီဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးအတမွေးဝမ်းကြောင်းအဖြစ်ဘောလုံးလောကထဲမှာပဲချီချတော့မယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်။ကမ္ဘာဖလားမှာအနိုင်ရလိုက်တာကြောင့်ပြင်းထန်နိုင်ငံရဲ့ဘောလုံးလောကနိုးကျလာပြီးဘောလုံးအကယ်ဒမီအကြောင်းတွေလည်းပြန်အဆိုင်ပေါ်ပေါက်လာခဲ့ပါတယ်။ကန်ဒီဟာသူ့အိမ်နဲ့အနီးနားမှာရှိတဲ့ဘောလုံးအကယ်ဒမီအကြောင်းတစ်ခုမှာစည်ရင်သွင်းပြီး ဘောလုံးကစားနည်းကိုစနစ်တကျစတင်တင် जा ခဲ့ပါတယ်။တင်းနှောင်းတက်ပြီးလေ့ကျင့်တင် जा မှုတွေလုပ်တယ်ဆိုရင်ပဲသူ့ကိုလူကောင်းသေးပေမဲ့ထိထိရောက်ရောက်ကစားနိုင်တဲ့ကစားသမားအဖြစ်အားလုံးကတတိထားမိခဲ့ကြပါတယ်။သိမကြပါဘူး။1999ခုနှစ်မှာပဲရစ်မြို့အနောက်ပိုင်းမြို့ပြင်ရပ်ကွက်မှာရှိတယ်။ JS ဆူဟဲနာ လူငယ်ဘောလုံးကလပ်အသင်းမှာလက်တွေ့ခြေစမ်းကစားခွင့်ရခဲ့ပါတယ်။ကန်ဒီဟာလူကောင်းသေးပေမဲ့ ဘောလုံးကစားတဲ့နေရာမှာအင်တိုက်အတိုက်ကြိုးစားပြီးကစားရတာကြောင့် JS ဝဲနာအတင်းဒီပြနဲ့အတင်းပေါ်တွေသူ့ကိုအားထားကြပါလေ။ကန်ဒီစကစားတဲ့နေ့မှာပဲ JS ဝဲနာလူငယ်အတင်းကအနံ့ရကိုဆွဲခဲ့ပါလေ။ကန်ဒီဟာ JS ဝဲနာအတင်းမှာ7နှစ်ကြာကစားခဲ့ပြီးနောက်2010မှာတော့ဘူလာညာ FC အတင်းကိုပြောင်းရွှေ့ကစားခဲ့ပါလေ။ဘူလာညာ FC အတင်းမှာလည်းသူ့ရဲ့ထူးခြားတဲ့ခြေစွမ်းတွေကြောင့် အတင်းနိပြကိုယ်တိုင်ကအနာဂတ်မှာတောက်ပလာမယ့်ကြေတဝင့်ဖြစ်တယ်လို့ကျူတင်ဟော့ကင်းထုတ်ကြီးကျူးခဲ့ပါတယ်။2013ခုနှစ်မှာတော့ကန်တီရဲ့ကစားသမားဘဝအပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။ပင်သစ်လစ်တူရဲ့ကလပ်အတင်းတစ်တင်းဖြစ်တဲ့ဂိန်းအတင်းကကန်တီကိုခေါ်ယူခဲ့ပါတယ်။ပထမရာသီ38ပွဲကစားခဲ့ပြီးနောက်ကန်တီရဲ့ခြေစွမ်းကောင်းနေတဲ့အတူဂိန်းအတင်းကိုပင်သစ်လစ်တူရဲ့တတိယနေရာမှာရက်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရီးမီးယားလိဂ်မှာတန်းတက်လာတယ်။လက်စတာစီးတီးအသင်းကကန်ဒီကိုမျက်စိကျခဲ့ပြီး2015ခုနှစ်မှာတော့ဂိမ်းအသင်းကနေယူရိုကူတန်းနဲ့ပြောင်းရွှေ့ခေါ်ယူခဲ့ပါတယ်။လက်စတာစီးတီးအသင်းကိုကန်ဒီပြောင်းလာတဲ့2015 2016ဘောလုံးရာသီမှာပဲပရီးမီးယားလိဂ်ချန်ပီယံဖလားကိုလက်စတာစီးတီးကရရှိခဲ့ပါတယ်။2016ခုနှစ်မှာတော့ပရီးမီးယားလိဂ်ရဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့ချယ်ဆီအသင်းကကန်ဒီကို ယူရို35သန်းနဲ့ထပ်မံခေါ်ယူခဲ့ပါတယ်။ကန်ဒီဟာနောက်တရာဒီမှာတော့ချက်စီအသင်းအတွက် ပရီးမီးယားလိဂ်ဖလာယာအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ပရီးမီးယားလိဂ်ရဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုလည်းရရှိခဲ့ပါတယ်။လက်ရှိချိန်မှာတော့ချက်စီအသင်းမှာဆက်လက်ကစားနေပြီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလာ2ကြိမ်၊ FA ဖလာ2ကြိမ်နဲ့ယူရိုပါလိဂ်ဖလာ2ကြိမ်ကိုစွမ်းဆောင်ပေးထားပါတယ်။ပြင်းထန်နိုင်ငံပေါ်လုံးအသင်းဟာ 1998ကဘာဖလာရခဲ့ပြီးနောက်ပိုင်းမှာတော့နောက်ထပ်ကဘာဖလာနဲ့အလန်းဝေးကွာခဲ့ရပါတယ်2018ခုနှစ်ကဘာဖလာပြိုင်ပွဲမှာတော့ပြင်သစ်နိုင်ငံအသင်းအတွက်ကန်ဒီကအဓိကလူအဖြစ်နဲ့ဝင်ရောက်ကစားခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲပြင်သစ်ကကဘာဖလာကိုပြန်လည်ရရှိသွားခဲ့ပါတယ်1998ခုနှစ်တုန်းကကဘာဖလာအနိုင်ရခဲ့တဲ့စိတ်တက်ခွန်အားလို့ကြောင်းဘောလုံးလောကရဲ့ကိုခြေချနိုင်ခဲ့တဲ့ကန်ဒီဟာနှစ်ပေါင်း20အကြာ 2018ခုနှစ်မှာတော့အမိနိုင်ငံအတွက်ပြန်လည်ကြီးစုဆက်ခွင့်ရတော့ခဲ့ပါတယ်။ဒါကတော့ပလတ်စတစ်အမိုက်ကောက်တဲ့ဘဝကနေနှစ်20အတွင်းမှာကမ္ဘာထိပ်တန်းနာမည်ကြီးဘောလုံးအကျော်မော်တယောက်ဖြစ်လာအောင်ဖျက်တမ်းခဲ့ရတဲ့အန်ကိုလိုကန်တီရဲ့ဘဝခရီးလမ်းဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘုဒ္ဓရဖြစ်ပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ပိုပိုလေး TV ကိုဆက်လက်ပြီးတော့အားပေးကြပါအောင်ခင်ဗျာ။